အားလုံးမင်္ဂလာပါဗျ။ Enemy Limit စတင်ရမှာတော့အားလုံးကိုကြည့်တောင်းနေရှိပါတယ်။အဲ့ဒါကျွန်တော်ရဲ့ဗီဒီယိုမျိုးမှာနိုင်ငံကြည့်နေရဆိုရင်တော့ VPN လေးချိန်ပြီးတော့ server ကိုတော့ US or UK server လေးကိုချိန်ပြီးကြည့်ပေးဖို့တောင်းဆိုပါတယ်။အဲ့မှာကျွန်တော်တို့လို YouTuber တွေကို YouTube ကနေပတ်စံပေးရမှုလို့ပါ။အားလုံးကျေးဇူးတင်ပါတယ်ဗျ။ဒီပိုင်းမှာတော့ဘာဘဲတို့လဲစီစီနဲ့တွေ့ပြီးစီစီကတော့မောင်ရိုးကိုသူ့ရှိရောက်မှုပြောနေတော့မှာဘာဘဲကတော့မောင်ရိုးကိုတငယ်ချင်းဖြစ်တဲ့အတွက်သူ့မရောက်နိုင်ဘူးလို့ပြောလိုက်ပါတယ် ဒါကြောင့် CCR နဲ့နှဆပိုပေးဖို့လုပ်ပါတယ်။မာယောကတော့ဒီပတ်စံနဲ့ဆိုသူ့ထက်ပိုတန်ပါတယ်။အိမ်မွေးဒိတ်ဆန်တွေဝန်တိုင်းတင်တယ်လို့ပြောပြီးမှ CCR တော့မင်းရညံကောင်းလို့မင်းကိုကြိုက်တာလို့ပြောလိုက်ပါတယ်။ဘာပဲကတော့ငါတို့ကမဟာမိတ်ဖွဲ့ဖို့ရောက်လာတာလို့ပြောလိုက်ပါတယ်။ဒါမဲ့ CCR တော့ငါကဘာကျိုးရှိမှလဲလို့မေးလိုက်ပါတယ်။ဒါကြောင့်မာယောကလည်းတခြားညံကောင်းတဲ့အိမ်မွေးတွေနဲ့မိတ်ဆက်ပေးနိုင်တယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့် CCR လည်းချက်ချင်းသဘောတူလိုက်ပြီးသူ့လူတွေကိုကူညီပေးခန့်လိုက်ပါတယ်။ ပီးရနဲ့မောင်ရောယိုဂျီနာကိုသွားပြီးတခြားကစားသမားတွေဝိုင်းတိုက်တာခံရတော့ကူညီပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းဟန်ဆောင်ပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်လုံးကညံကောင်းနေရောနှစ်ယောက်လုံးကဟန်ဆောင်နေမှန်းတည်ကြပါရဲ့။ဒါပေမဲ့သူတို့ကအတူတူပူးပေါင်းကိုတငယ်ချင်းတွေလိုဟန်ဆောင်ပြီးမောင်ရောကတော့လင်းကိုအနိုင်ယူတဲ့နေရာမှာဝိုင်းတိုက်ပေးဖို့သူ့ဘလို့စီစဉ်ထားတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ ပြည်ထောင်နဲ့သူစီအကြောင်းရင်းကြောင်းတောင်းဆိုလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မောင်ယိုးကမောင်စိန်နဲ့သွားတွေ့လိုက်ပါတယ်။သူကလင်းနဲ့မောင်စိန်တို့ကငဝရဲရဲ့ပြိုင်ဘက်တွေဖြစ်တယ်ဆိုတာအတုံးချပြီးသူတို့ကိုမဟာမိတ်အဖွဲ့တွေပါဝင်ဖို့အလွယ်ပဲစီယုံနိုင်လိုက်ပါတယ်။ဒီနေ့အတွက်တော့လင်းရဝန်ပလေကက်ရတယ်ဆိုတာကိုလည်းမောင်ယိုးကပြောလိုက်ပါတယ်။ညဘက်မှာတော့မောင်ယိုးနဲ့ပါပဲတော့လင်းစီကိုလာနေကြပါတယ်။လင်းကတော့မင်းတို့နှစ်ယောက်ထက်လာရဲဆိုတော့တတိရှိလာရည်လားလို့ပြောလိုက်ပါတယ်။ ါပေမဲ့ဘာပဲရတော့သူတို့ကြီးပဲမှုန့်လို့ပြန်ပြောလာပြီးသူ့ရဲ့မဟာမိတ်တွေကခေါ်လိုက်ပါတယ်။ဒါပေမဲ့လင်းရတော့မပူပဲသူတို့နောက်အမြင်ရောက်လာပြီးတော့မောင်ရွံ့နောက်ကိုရောက်သွားပါတယ်။ဒါပေမဲ့မောင်ရွံ့ကသူ့ရဲ့ရေခဲနဲ့တိုက်လိုက်ပါတယ်။ပြီးတော့သူတို့တွေကလင်းကိုပပောင်းဆောင်ကတိုက်ခိုက်နေပြီးတယောက်ကိုတယောက်ကာကွယ်ပေးလိုက်ကြပါတယ်။ဒါပေမဲ့လင်းကအသာစီးရနေတော့က မောင်ရွာလည်းလင်းရတောက်ချီကျူးလိုက်ပြီးဒါမှချဲ့ပိတ်ထားတာငါးခုရှိပြီးချဲ့ပိတ်တာတဲ့ဆင်ကိုအလောက်ရာလူတို့တာတခုလိုတယ်ဒါကြောင့်လင်းမှာရာတို့တဲ့ချိန်ပဲတိုးရသေးလို့ချဲ့ပိတ်တာတဲ့ဆင်ပွဲပွင့်ထားသေးတယ်ပြောရရင်ဒါတဲ့အစွမ်းအပြည့်မရသေးဘူးလို့ပြောလိုက်ပါတယ်ဒါမဲ့လင်းကတော့ဒါလုံလောက်တယ်ကွာလို့ပြောလိုက်ပါတယ်စီစီကတော့သူ့လူတွေကိုတတ်ခိုင်းလိုက်ပါတယ်တကယ်တော့သူတို့ကအချိန်ဆွဲကိုကြိုးစားနေတာပါမောင်ရွာကလည်းသူ့ရဲ့အယူစုပုံစံနဲ့တတ်ခိုင်းလိုက်ပြီးလင်းရတောက်ကိုခဲလိုက်ပါတယ်ဒါမဲ့လင်းကအလွယ်ပဲဖယ်ရှားပလိုက်ပါတယ်ပြီးတာနဲ့သူကဆုံးသက်ဖို့ဆုံးဖြတ်လိုက်ပြီးမောင်ရွာကိုနှစ်ပိုင်းဖြတ်လိုက်ပါတယ် ဒါပေမဲ့မောင်ရွံ့ကသူ့ရဲ့ရိုးစုပုံမှာဒုက္ခနာကိုအေးဆေးထိန်းချုပ်နိုင်လေဆိုပြီးခေါင်းမှာလှည့်ပြလိုက်ပါတယ်။ဒီချိန်မှာပဲလင်းကခက်လန်းလန့်ခန္ဓာတစ်ခုကိုရုတ်တရက်တတိထားမိသွားပါတယ်။ဒါကြောင့်သူကအနှင်မြန်ပဲပြေးသွားခဲ့ပါတယ်။တကယ်တော့မောင်ဆင်းကပန်ဒိုရာတက်တာလို့ခေါ်တဲ့လင်းရင်သားနဲ့ဆင့်တူတဲ့လက်လက်နက်တစ်မျိုးကိုတုံးနေရတွေ့ရပါတယ်။အဲ့ဒါတခြားကစားသမားတွေစသေးပြီးသူတို့ရဲ့အစွမ်းတွေကိုရယူနိုင်ပါတယ်။စသေးခံနေရတဲ့လူတွေကအယောက်20တောင်ပါ။ဒါပေမဲ့သူကစသေးတာကိုပြီးမြောက်ဖို့မိနစ်နည်းနည်းလိုပါသေးတယ်။ဒါကြောင့်လင်းကတော့သူ့ကိုတိုက်လိုက်ပါတယ်။ ဒါမဲ့ယူကြီးကတော့သူ့တားလိုက်ပြီးအခွင့်အရေးရတော့ငါနဲ့မဟာမိတ်ဖွဲ့တင်တယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ယူကြီးကလည်းဝင်ကြီးတဲ့သူ့တိုက်ခိုက်လိုက်ပါတယ်။ဒီချိန်မှာပဲတခြားဖွဲ့တွေကလည်းရောက်လာခဲ့ပါတယ်။ဒါမဲ့လင်းကတော့မောင်စိန်စီကိုဓာတ်နဲ့ပစ်လိုက်ပါတယ်။ဒါမဲ့ဘာပဲကတော့ပင်ကီကိုအချိန်မီခေါ်ပြီးတားလိုက်နိုင်ပါတယ်။မောင်စင်ရဲ့ဇလေးတာကလည်းပြည့်မြောက်သွားပြီးသူကအရင်ချက်တဲ့ဆွမ်းအားတွေရသွားခဲ့ပါတယ်။မောင်စင်ကတော့လေးုံလက်စားချေဖို့စိတ်လှုပ်ရှားနေခဲ့ပါတယ်။ဒါမဲ့လင်းကတော့မင်းရဲ့ဖုန်းတော်ရဲ့တရားကိုဆွမ်းအားတိုးလာရင်တော့ငါ့ကိုမနိုင်နိုင်လို့ပြောလိုက်ပါတယ်။ဒါမဲ့လင်းကတော့နောက်ကနေရုတ်တရက်ဓာတ်နဲ့ထိုးခိုင်းလိုက်ရပါတယ်။ ီးတော့သူ့ရဲ့သွေးလည်းနည်းသွားခဲ့ပါတယ်။ဒါပေမဲ့သူကသူ့ရဲ့နှာထောင်အသက်သွင်းလိုက်ပြီးသူ့သားရဲ့ဆွမ်းအားတွေကိုပြင်လိုက်ပြီးသူ့ရဲ့ရိတ်ချပန်းပုံစံအသက်သွင်းလိုက်ပါတယ်။ဇုံကတော့ဒါဆွမ်းအားလေးစားကိုဝင်းပလီဆွမ်းရည်နှစ်စာပေါင်းလိုက်လေးမှာတတ်ခိုက်နိုင်ဆိုတော့ရှစ်စာရှိသွားတယ်လို့ပြောလိုက်ပါတယ်။သူပြောတဲ့အတိုင်းပဲလေးကအရင်ကျန်းသွားပြီးအားလုံးအလွဲတကူပဲတတ်ခိုက်နေပြီးတော့တက်ပွဲမှာပြိုင်ပွဲကင်းနေပါတယ်။ပြီးတော့နေသူကကောင်းငင်မှာဂျာပန်တပွင့်ကိုဖန်ဆီးလိုက်ပါတယ်။အဲ့ဒါပုံဝန်းကျင်လူတွေအားလုံးပွင့်ချက်တွေနဲ့ထိခိုက်စေပါတယ်။ဒါမဲ့မောင်စင်ကတော့အဆုံးမဲ့ဝိညာဉ်တိုက်ခွန်းနဲ့ပြန်ပြီးတိုက်ခတ်လိုက်ပါတယ်။ ဒါကတော့အခြားရန်လန်းတဲ့တစ်ခုပဲဖြစ်ပါတယ်။အဲ့ဒါထိတ်တန်းစကေးတွေပုံလူကူးနိုင်တဲ့ဆွမ်းအားရှိပါတယ်။ဒါမဲ့တစ်ခါတုံးပါမောင်ဆင်ကလည်းလင်းရရေးကြပန်ပုံစံကူးယူလိုက်ပါတယ်။လင်းရတော့သူကသူ့လောက်ကောင်းအောင်မတုံးနိုင်လို့ထင်နေပါတယ်။ပြီးတာနဲ့သူတို့အပြန်လန်တတ်ခိုက်နေတော့မောင်ရွံ့အောင်မောင်ဆင်ကူးလိုက်ပါတယ်။ဒါမဲ့လင်းရတော့အများပဲပြေးလာခဲ့ပြီ။မောင်ရွံ့ရဲ့ရှင်ပတ်ကိုတားနဲ့ထိုးလိုက်ပါတယ်။ဒါမဲ့ဘာပဲကသူ့ရဲ့သွေးတွေမျှဝေပေးနေတဲ့အတွက်မောင်ရွံ့ကလည်းပြန်ကောင်းလာပါတယ်။ ။တခင်လေးကသူတို့ရဲ့အိမ်မွေးတွေကိုသွေးတွေမျှဝေလို့ရလို့ပါ။ပြီးတာနဲ့လင်းကိုရေခဲနဲ့ချုပ်ထားတော့မောင်ဆင်ကလည်းအဆုံးတက်လိုက်ပါတယ်။ဒါကြောင့်လင်းကခက်ခက်ခဲနဲ့ပဲရှုံးနေသွားခဲ့ပါတယ်။ဒါကြောင့်လင်းကအငတ်ပါလေ။ရှန်နန်ကသူတော်စင်လေးရောက်။မင်းတို့လင်းကငါတို့ဖုန်းတော်ကြီးရောမနိုင်နိုင်ဘူးလို့လေးတိုက်လိုက်ပါတယ်။သူတို့ကတော့တကယ့် main ကွက်မှာပြန်လည်စားချင်မယ်လို့ပြောလိုက်ပြီ။အထင်ကြီးမနေဘူးပြောလိုက်ပါတယ်။နောက်နေ့မှာတော့ကစားသမားတွေအားလုံးသူတို့ရဲ့အနိုင်အတွက်ပြောနေကြပါတယ်။ဇုံကတော့ရမှတ်တွေကို update လုပ်ဖို့ပေါ်လာပါတယ်။ ဒါမဲ့အန်ဩဖို့ကောင်းစွာပဲရိုးကြီးကပထမနေရာမှာရှိနေရအောင်တွေးလိုက်ရပါတယ်။ဒီဘက်ကအန်ရနုကိုကြည်လာဟာတကယ်တော့မောင်ဆင်းကလင်းကိုအနိုင်ယူပြီးနောက်ရိုးကြီးကသူ့ကိုချောင်းတိုက်လာပြီးသူ့ရဲ့အပတ်တွေအားလုံးယူသွားတာပါ။ဒါကငဘိုးတွေကသူ့ရဲ့စီစဉ်မှာပဲ။စီစဉ်ထားတဲ့အကွက်တွေကိုမောင်ယိုးတို့အော်တိုဝင်လာပြီးသူ့ကကြားတဲ့အမျက်ထုတ်သွားခဲ့တာပါ။ဝင်ကြီးကတော့ဘလို့လို့ဖြစ်နိုင်မှာလဲလို့အန်ဩနေပါတယ်။ မောင်ရောမောင်ဆယ်ရဲ့ပန်ဒိုရာတက်တာကတုံးပြီးတာနဲ့တုံးတဲ့လူကို48နာရီကြာအားနည်းစေတယ်လို့ရှင်းပြလိုက်ပါတယ်။ဒါကြောင့်မောင်ဆယ်အားနည်းနေလို့ယူကြီးကတိုက်လိုက်တာဖြစ်နိုင်ပါတယ်။ယူကြီးကတော့ယူကြီးရဲ့အပတ်ကထိတ်ဆုံးရောက်နေတဲ့အတွက်ဒီဂိမ်းပြီးတဲ့အထိပုန်းနေလိမ့်မယ်လို့ထင်နေပါတယ်။ဒါပေမဲ့မောင်ရောကတော့သူ့ရဲ့အပတ်တွေကိုပေါင်းလိုက်သူ့ရဲ့အပတ်နဲ့တူနေတယ်။ဒါကြောင့်သူကငါတို့တိုက်ခိုက်ဖို့ကြိုးစားမှတေးကြတယ်လို့ပြောလိုက်ပါတယ်။ဝင်ကြီးကတော့ယူကြီးရဲ့ကပ်ကိုဆစ်လိုက်ပါတယ်။ပြီးတော့သူတို့လည်းယူကြီးကညမှာဝင်းပလီဖြစ်မယ်ပဲသိလိုက်ပါတယ်။ ရရောက်သွားတော့မောင်ယွန်းနဲ့ဘာပဲတော့ကယိုကြီးကိုတွေးလိုက်ရပါတယ်။မောင်ယွန်းကတော့သူတို့ကမဟာမိတ်တွေဖြစ်နေတော့မယ်လို့ဟန်ဆောင်လိုက်ပါတယ်။ဒါပေမဲ့ယိုကြီးကတော့ချက်ချင်းသူတို့ကိုတိုက်ခိုက်လိုက်ပါတယ်။သူကဘာပဲပြစ်မှတ်ထားနေပါတယ်။ဒါကြောင့်မောင်ယွန်းကလည်းသူ့ကိုကာကွယ်ပေးလိုက်ပါတယ်။ယိုကြီးလည်းနောက်ဆုတ်သွားခဲ့ပါတယ်။မောင်ယွန်းကတော့ဘာပဲလည်းဝန်ပလေးဖြစ်တဲ့အတွက်သူ့ကိုတက်အပြစ်ပေးခံရမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ယိုကြီးကတော့သူ့ကိုမယုံပါဘူး။ဘာလို့လဲဆိုတော့သူကတကယ်ဝန်ပလေးဆိုမောင်ယွန်းကသူ့ကိုကာကွယ်ဖို့မလိုလို့ပါ။ပြီးတာနဲ့ယိုကြီးကလည်းသူ့ရဲ့အစွမ်းတစ်ခုနဲ့ပဲပြစ်လိုက်ပါတယ်။မောင်ယွန်းကတားဖို့စူးစမ်းလိုက်ပြီမယ်။လှောင်အိမ်တစ်ခုလည်းရောက်သွားပြီးပြိမ့်မိသွားခဲ့ပါတယ်။ ။ဘာပဲရလဲမောင်ယုတ်ပြောလို့ပြေးဖို့ကြိုးစားပါတယ်။ဒါမဲ့ယိုကြီးကတော့သူ့ကိုဖမ်းမိသွားပါတယ်။ဒါကြောင့်သူကသူ့ကိုယ်သူကာကွယ်ဖို့အတွက်ပင်ကီကိုခေါ်လိုက်ပါတယ်။ဒါကြောင့်ပင်ကီကလည်းတိုက်ခိုက်လိုက်ပါတယ်။ဒါမဲ့ယိုကြီးကတော့သူ့ရဲ့အစွမ်းနဲ့ပင်ကီကိုထိန်းချုပ်နိုင်လိုက်ပါတယ်။ယိုကြီးကတော့ငါတို့လှုပ်ကျင်သူတွေအတွက်စင်းခေါ်ကောင်ထိန်းချုပ်တာအခြေခံစွမ်းရင်တစ်ခုပဲလို့ပြောလိုက်ပါတယ်။ဘာပဲရလဲပင်ကီတိုက်တာခံနေရပါတယ်။ မောင်ရော့တို့သူ့ရဲ့ရေခဲကိုတုံပြီးလှော်ဝိုင်းကနေထွက်နိုင်ခဲ့ပါတယ်။မောင်ရော့ကလည်းပင်ကီကိုခဲလိုက်တော့ဘာဘရားလည်းပင်ကီကိုပြန်ခေါ်လိုက်ပါတယ်။ယူရူကတော့သူ့ရဲ့တာကိုရှောင်းအခတ်တဲ့ကြာပေါ်သားပုံစံပြောင်းလိုက်ပြီးတိုက်လိုက်တော့မောင်ရော့လည်းဓာတ်နဲ့ထိုးခံလိုက်ရပါတယ်။ဒါကြောင့်ယူကြီးကလည်းပြီးသွားပြီလို့ထင်လိုက်ပါတယ်။ဒါပေမဲ့မောင်ရော့ကတော့ရုတ်တရက်အယိုးစုဖြစ်ပြောင်းသွားပြီးသူ့လက်ကိုဖြတ်ပြီးတော့ယူကြီးစီကိုပြစ်လိုက်ပါတယ်။မောင်ရော့ကတော့အယိုးစုအနေနဲ့သူ့ခန္ဓာကိုယ်ကအခေါင်းပေါက်ဖြစ်တဲ့အတွက် ဓာတ်ထုတ်ခန့်ရတာသူ့ကိုမထိခိုက်ဘူးလို့ပြောလိုက်ပါတယ်ဒါမဲ့ယိုကြီးရဲ့ခန္ဓာကိုယ်ကတော့စက်ကူနဲ့အစားထိုးလိုက်လို့လွတ်သွားခဲ့ပါတယ်ပြီးတော့ယိုကြီးကလည်းကြာပေါ်ဓာတ်နဲ့လှမ်းတိုက်လိုက်ပါတယ်ဒါမဲ့ဝင်ကြီးနဲ့သူတို့ရဲ့မဟာမိတ်တွေကသူတို့ကိုကူညီဖို့ပေါ်လာခဲ့ပါတယ်ယိုကြီးကတော့ခွင့်မဆိုင်ပဲမင်းတို့မှနိုင်ဖို့အခွင့်အရေးမရှိဘူးလို့ပြောပြီးကိုပွားလိုက်ပြီးတော့တိုက်လိုက်ပါတယ်ပြီးတာနဲ့မောင်ယိုးတို့နောက်ထပ်အရန်နက်လက်နက်တစ်ခုနဲ့ဖမ်းချုပ်လိုက်ပါတယ်ဒါကြောင့်မောင်ယိုးကလည်းသူ့ရဲ့ရေခဲနဲ့ထွက်ဖို့ကြိုးစားပေမဲ့မရပါဘူးယိုကြီးကတော့ချက်ချင်းပဲဗာပဲနောက်ကိုလိုက်နေပါတယ်ဒါမဲ့ယူကီကတော့ချင်းမီရောက်လာပြီးသူ့ကိုကယ်လိုက်နိုင်ပါတယ် ယိုကြီးကထပ်တိုက်ဖို့လုပ်နေပေမဲ့ဝန်ကြီးမိန်းမရောက်လာပြီးယိုကြီးကိုလှမ်းချုပ်လိုက်တာအဝေးဝင်ပို့လိုက်ပါတယ်။ဒါပေမဲ့ယိုကြီးကတော့အချင်းမဟုတ်တော့သူ့မရဲ့မော်ဟန်လွတ်သွားခဲ့ပြီးသူ့မကိုလှောင်ရင်ထဲမှာပိတ်လိုက်တာဘာပဲလုပ်ရင်နာကိုချက်ချင်းရောက်လာခဲ့ပါတယ်။ပြီးတာနဲ့နှစ်ယောက်လုံးဖမ်းမိပြီးဘာပဲကိုဆုံးသက်ဖို့ပြင်ဆင်ပါတယ်။ယူကီကလည်းသူ့ရဲ့ဓာတ်နဲ့တိုက်လိုက်ပြီးမဲ့ချက်ချင်းပဲသူ့မရဲ့နောက်ကျောဓာတ်နဲ့အထိုးခံလိုက်ရပါတယ်။ဘာပဲကလည်းအရှုံးမပေးပဲတိုက်ခိုက်ဖို့ပင်ကီကိုခေါ်လိုက်ပါတယ်။ဒါပေမဲ့ယိုကြီးကတော့သူ့ကိုလွယ်လွယ်လေးပဲချလိုက်နိုင်ပါတယ်။တစ်ချိန်တည်းမှာပဲမောင်ရွာလုံးမြောက်ဖို့စူးစမ်းနေခဲ့ပါတယ်။ ဒါမဲ့လောင်ရင်ကပိုပြီးကျင်းလာပါတယ်။သူတို့ကလောင်ရင်ထဲမှာပိတ်ပြီးအခြေခံရတော့မယ်အချိန်ပါပဲ။ဘူချာသူ့ရဲ့အမိမောင်ရုပ်ကိုကာကွယ်ဖို့အပြင်းလာတဲ့လက်သီးချက်တွေနဲ့တိုက်ခိုက်လိုက်ပြီးလောင်ရင်ကိုဖျက်ဆီးလိုက်နိုင်ပါတယ်။တစ်ဖက်မှာတော့ယူကြီးကသူ့သားနဲ့ဘာပဲကိုတိုက်ခိုက်လိုက်ပါတယ်။ဒါမဲ့ဘာပဲကလည်းရွာသားကလေးကိုပေးထားတဲ့အကာကွယ်စွမ်းအောင်တုံးပြီးတားလိုက်ပါတယ်။ယူကြီးကလည်းဘာပဲကရွာသားကအစွမ်းအောင်တုံးထားတာတွေ့ပြီး "तू ကရွာသားတယောက်ဖြစ်တယ်"ဆိုတာပိုတိကြသွားပါတယ်။ ဒါကြောင့်သူကတကယ်ပဲဘာပဲကိုအဆုံးသတ်ဖို့ငကားစွမ်းနဲ့ပြစ်ဖို့လုပ်လိုက်ပါတယ်။ဒါကြောင့်မောင်ယုံကဘာပဲကတယ်လီဖုန်းနဲ့ချက်ချင်းခေါ်လိုက်တော့မောင်ယုံလည်းအချိန်မီရောက်လာခဲ့ပြီးရေခဲငကားတကောင်ကိုခေါ်ပြီးယိုကြီးရဲ့တိုက်ခိုက်မှုတားလိုက်ပါတယ်။ဒါကြောင့်အစွမ်းတွေကလည်းပောက်ကွဲသွားခဲ့ပြီးယိုကြီးရဲ့မျက်နှာဖောင်းလွင်သွားခဲ့ပါတယ်။တကယ်တမ်းတော့ယိုကြီးရဲ့ရုပ်ကမောင်ယုံရဲ့ရုံနဲ့ချွတ်ချွတ်တူနေတာတွေ့လိုက်ရပြီးမောင်ယုံလည်းအယံအံ့ဩသွားပါတယ်။ယူကြီးရတဲ့ဒီခွင်ရုပ်လက်လွတ်မခံပဲဘာမင်းနောက်အမြင်သွားပြီးနောက်ကနေတားနဲ့တိုးလိုက်ပါတယ်။မောင်ရုံကလည်းသူမရှိအောင်အမြင်မြန်ပြေးသွားခဲ့ပါတယ်။ ယူကြီးကသူနောက်ဆုံးမှနိုင်ပြီလို့ထင်ပြီးရှီလိုက်ပါတယ်။ဒါမဲ့ဘာပဲရတဲ့ယုတ်ကြီးပြန်ထလာပြီးပြောင်ပြလိုက်ပါတယ်။ယူကြီးကလည်းသူ့ရဲ့စွမ်းရည်တော်ဝင်နဲ့သူ့ရဲ့အမတ်အားလုံးဆုံးရှုံးသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဘာပဲကတကယ်တော့ဝန်ပလီကပ်ဖန်ရှင်ဖြစ်နေလို့ပါ။ယူကြီးကအဲ့ဒါဘလို့ဖြစ်နိုင်တာလဲအံ့ဩနေပါတယ်။မောင်ယုံကတော့သူ့ကိုအဆုံးတက်လိုက်ပြီးငါမင်းကိုစာကလေးအမှန်တိုင်းပြောခဲ့။ငါ့ကိုမယုံတာမင်းရဲ့အမှားပဲလို့ပြောလိုက်ပါတယ်။ ယူကြည့်ရတယ်ဘာပဲရွာသားကပ်ပိုင်ရှင်တွေပဲတုံးနိုင်တယ်အထူးကကွယ်ဆွဲရည်ကိုဘလို့တုံးနိုင်တာလဲလို့မေးလိုက်ပါတယ်ဘာပဲကတော့ UK ကိုကျေးဇူးတင်ကြောင်းပြောလိုက်ပြီး UK ကသူမရွာသားဆုံးဘာပဲပေါ်တုံးပြီးသူ့ကိုလှည့်စားခဲ့တယ်လို့ပြောလိုက်ပါတယ်အကွက်ရွှေ့ဆရာကြီးကတော့မောင်ရွတ်ရဲ့စီစဉ်အောက်မှာပဲပြန်ချရှုံးသွားခဲ့ပါပြီရှုံးနေသွားပြီးတဲ့နောက်မှာတော့မောင်ရွတ်ကဘာလို့ငါနဲ့ရုပ်တူနေရလဲလို့မေးလိုက်ပြန်ယူကြည့်ရတော့မင်းကအပြင်မှာမင်းအဖေနဲ့မေကကန်းစီကပြောမလားသေးပဲမင်းတိတ်တိတ်ရှင်းရှင်းဘယ်သူမှကြိုးမဆိုင်ဘူးလို့ပြောလိုက်ပြီးပျောက်ကွယ်သွားခဲ့ပါတယ် ယူကြီးကမောင်ရွံ့တကယ်ကပါအကြောင်းကိုသိနေပုံရပါတယ်။ဒါပေမဲ့သူကဘာမှမပြောနိုင်ခင်ပါပဲ။ယူကြီးကပြောက်ကွယ်သွားခဲ့ပါပြီ။အဲ့ဒီချိန်မှာလူရီကရုတ်တရက်ရောက်လာပါတယ်။မောင်ရွံ့ကဘာပဲကိုပြေးဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့လူရီကတော့သူ့မောင်ချုပ်လိုက်ပြီးတာနဲ့ချက်ချင်းပဲသူ့လိုအလုံးထပ်ပြီးချုပ်လိုက်ပါတယ်။ဒါပေမဲ့ဂင်းကဆုံးသက်သွားပါပြီ။ထိတ်တန်းကစားသမား၁၀ယောက်ကဆောင်းမွေးကိုအောင်မြင်သွားခဲ့ပါတယ်။ကစားသမားတွေကထိတ်ဆုံး၅ယောက်ထွက်လာကြပါတယ်။ဘာပဲကတော့အဆင့်တရနေရာကိုတွေ့လိုက်ရပါတယ်။မောင်ရွံ့နဲ့ဘာပဲတို့ကသူတို့ရဲ့နာမည်တော့ပျော်နေကြပါတယ်။ သူတို့ကမိန်ကွက်အတွက်တဲလွန်စားစုဖြစ်လက်ခံလိုက်ပြီးစုပေးပွဲရလေးပြီးဆုံးသွားခဲ့ပါတယ်။ဒါမဲ့မောင်ယူကပဲရုတ်တရက်အကြံတစ်ခုရလာပါတယ်။သူတို့ကလူတိုင်းရဲ့အကူအညီကြောင့်သာနိုင်ခဲ့တာလို့သူကပြောလိုက်ပြီးဒါကြောင့်သူကတဲလွန်စားကိုလူတိုင်းနဲ့မျှဝေပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကစားလေးကိုခွင့်လိုက်တဲ့အခါတခြားကမ္ဘာကိုဦးတည်နေတဲ့လမ်းကြောင်းအကြောင်းနဲ့ခေတ်သစ်တစ်ခုကိုယူဆောင်လာမယ်အကြောင်းကိုရေးထားတဲ့ကြံပြတပုတ်ဖြစ်ပါတယ်။မောင်ယူကစားလေးကိုတွေးလိုက်တဲ့အခါမှာတော့သူ့ရဲ့ခေါင်းပေါ်ကအမှတ်နဲ့တူတဲ့အမှန်မှန်မှတ်မိသွားပါတယ်။ အချိန်တည်းမှာပဲရှန်နန်သူတော်စင်နေမောင်ယွန်းနဲ့ပါပဲတော့အနိုင်ရသွားတော့မကျင်မနှက်ဖြစ်နေပါတယ်။သားပလီယာတွေကတော့မောင်ယွန်းနဲ့ဝင်ကြီးတို့ကသူတို့လင်ခဲ့တဲ့အကြောင်းပြောနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့မောင်ယွန်းနဲ့ပါပဲတော့ကတော့ထွက်ပြေးသွားခဲ့ပါပြီ။တကယ်တော့ဘူချာနဲ့မက်ဖြူကလူရည်ရဲ့ဘက်ကပါ။သူတို့ကလူရည်ခိုင်းထားလို့မောင်ယွန်းနားကိုပူးပေါင်းနေတာဖြစ်ပါတယ်။မောင်ယွန်းရဲ့လက်ပုံမှာတော့မှုံမတ်တစ်ခုကိုတွေ့ရပါတယ်။ ီးတော့ဂင်းရဲ့နောက်ဆုံးအချိန်မှာတော့လူကြီးကသူ့ကိုမရဏမော်ချင်းစာတစ်ခုပေးလိုက်ပြီးဆောင်ဝဲပြီးတဲ့နောက်သူ့ကိုလာရှာဖို့ပြောထားတာပါ။မောင်ရင်ကဘာလို့ငါတို့ကိုကူညီခဲ့တာလဲလို့ပြောလိုက်ပါတယ်။လူကြီးကတော့ယူကီနဲ့သူ့ကိုစကားပြောချင်တဲ့အကြောင်းပြောလိုက်ပြီးဘာပဲကတခြားကဘာဖြစ်တဲ့အတွက်နားလည်နိုင်မှာမဟုတ်လို့မလိုက်နဲ့ဦးလို့ပြောလိုက်ပါတယ်။ပြီးတဲ့နောက်သူတို့ကကော်ဖီဆိုင်တစ်ခုကိုသွားလိုက်ပါတယ်။လူကြီးကတကယ်ကဘာအကြောင်းသိတယ်လို့ပြောလိုက်ပြီးတော့ဒီကိန်းနဲ့ကယူကီလိုဇက်ကောင်တချို့ကညင်ရင်မြင့် NPC ဖြစ်ပြီးခန်းစားချက်တော့မရှိဘူးလို့ပြောလိုက်ပါတယ်။ဒါမဲ့သူမကလည်း NPC ဖြစ်ပေမဲ့ တနည်းမှာတော့လူသားတွေလို့ခံစားချက်ရှိလာရတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဝါယောကလည်းအံ့ဩသွားပြီးသူ့ရှီကဘာလို့ဂျင်နာလေးလို့ပြောလိုက်ပါတယ်။လူကြီးကတော့မိခွက်ကကဘာနှစ်ခုချိတ်ဆက်ထားတာနဲ့ပတ်သက်နေတယ်။ဒါကြောင့်ငါတကယ်အပြင်ကဘာကိုသွားဖို့နီလန်းတစ်ခုရှာခြင်းလို့လင်းတို့ရဲ့ဂိုင်းတဲ့အတူအလုံးလုတ်ခဲ့တယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့တူမကတော့ဆောင်းပွဲမှာမာယောကိုအနိုင်ရအောင်လုပ်ပေးလိုက်ပါတယ်။ယူကီကတော့တူမအဆင့်30ပဲရှိတဲ့အတွက်ဘာလုံးနိုင်မလဲလို့ပြောလိုက်ပါတယ်။ဒါမဲ့လူကြီးကတော့နက်လက်နဲ့တစ်ခုထုတ်ပြလိုက်ပါတယ်။မာယောကတော့အဲ့ဒါလူတွေရဲ့ level တွေကိုပြန်ပြောင်းရေးနိုင်တဲ့နက်လက်နဲ့မှမှတ်မိသွားပါတယ်။ လူကြီးကတော့အဲ့ဒီကြောက်ကိုအသက်သွင်းပြီးသူ့ရဲ့တကယ်စွမ်းအားတွေကိုပြသလိုက်ပါတယ်။တကယ်တော့သူကနတ်သမီးတောင်ကိုရဲ့ level တရားဖြစ်ပြီးအလौရာတို့စင်၅စင်တို့ပြီးတာသူတော်စင်မာလေးပဲဖြစ်ပါတယ်။ပေါင်ယုံကတောင်ညင်းလန့်ရင်တော့တကယ်ကပါရောက်တဲ့နီးလန့်ကိုရှာဖို့ငါ့ကိုဘလို့မှတားလို့မရဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူမကတော့မောင်ရဲ့အကူအညီလေးစောင့်မျှော်နေပါမယ်လို့ပြောလိုက်ပြီးအဲ့နဲ့အဝေးကိုပြန်တန်းသွားရင်ဒီစီဇန်လေးလည်းပြီးဆုံးသွားခဲ့ပါတယ်။ enemy လေးကိုကြိုက်ရင်တော့ luckily နဲ့ comment မှာ sticker လေးပြပြပြပေးသွားပြီးတော့ subscribe လုပ်ရသေးတယ်လေ subscribe လုပ်ပေးခဲ့ကြပါဦး အားလုံးပဲတာယာပြွှင်သောနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်ဗျာ